明白不？那刚说完，干嘛我突然摘了芦苇，是捕捉的猪哈？那刚才我弄了东山书记，阿达西西比母尼，树洞单位去摘米，你们那赵勇东都没摘完的哟。大林呢啥表现啊？那边呢阿达西西比母尼。 တို့ကြတဲ့အစီအစဉ်တွေဂုံပြူမှုတွေကိုလူမြတ်ကျော်နေမိတ်ဆွေရဲဘော်များအတူလုံးကြမယ်ပြောရင်ပြောရင်ကြက်သိမ်းများတော့ဖြန်းဖြန်းထမိတဲ့တောင်းဆန်းစုကြည်သူတို့ဆူတောင်းတန်တွေတကဘာလုံးတောတောညံနေပြီးတော့ဒီဆူတောင်းတန်တွေဒီတောင်းတန်တွေကိုဖတ်စစ်စစ်ဘိုလ်ချုပ်စစ်အုပ်စုတစုလုံးဟာ မကောင်းဆိုးဝါးကကမဝါဖက်တန်ကြားတယ်လို့တုံလုံးကြောက်ရွံ့ပြီးရွှေရုံဖျားပေါ်မှာတော့ပန်းကတ်လို့မရတဲ့အခြေအနေအထိပန်းကင်သွားရင်အိမ်ကြီးအဖြူဝတ်သွားရင်ဖမ်းမယ်စီးမယ်တဲ့လားငါတို့နှလုံးသားတွေကယုံကြည်ချက်ကိုမင်းတို့တနက်နေ့တော့တားလို့မရတာကွာဘာရီမျော်လင့်နေရလဲစစ်အုပ်စုဗိုလ်ချုပ်စုဘယ်တော့မှဘုံဆန်းစုကြည်ကိုမရှင်နိုင်တဲ့ကောင်ကြီး မာရာတွေမန္တာတွေကြိုက်တာတွေမကြိုက်တာတွေအပါထားသူရဲ့ပေးဆက်စွန့်လွတ်မှုဟာပေးဆက်စွန့်မှုရဲ့ခြေပြားကမြုံမုံလေးတမုံလောက်တော့တန်ဖိုးမရှိတဲ့တိုင်းပြည်ဖက်စစ်အုပ်စုစစ်ဘိုလ်ချုပ်တစုဒေါ်စန်းတို့ကြည့်နိုင်မယ်လို့စစ်ကူးရှင်နေရလားမင်းတို့ကိုးကြဲတဲ့တန်းရွှေခင်ညွတ်မင်းတို့ရှေ့မျိုးဆက်စစ်ဘိုလ်ချုပ်တစုလို့ ဘုံဆန်းစုကြည့်ကိုဒူးမထောက်ယုံတမယ်အရှုံးပေးခဲ့ကြရတယ်သိလားဒါဖြစ်မှာဒီကနေ့ဘယ်သတင်းဌာနမှာမှမပြောကြတဲ့မရေးကြတဲ့ပြည်သူလူထုရဲ့သတင်းသိပိုင်ခွင့်ကိုတိတ်တိတ်လေးချိုးဖောက်နေကြတဲ့သတင်းတွေရှိပါတယ်ဒါကတော့ ILO ရဲ့ Article 33နဲ့ပတ်သက်ပြီးတွားရောက်အရေးဆိုခဲ့တယ်။ NUG အလုံမဝင်ကြီးဌာနအလုံရှင်အလုံသမားတုံ့ဝင်ဆိုင်တဲ့ကအလုံရှင်ဘက်ကအလုံရှင်ကိုယ်တော်လေးဆိုသူကဗျာဆရာဝီမူးတွင်ဟာဂျာမနီမှာခုံဆင်းခဲ့တာလားနေခဲ့တာလားနေချင်းလို့လားအဖမ်းခံလို့အဖမ်းခံရလို့လားလာပေါင်းမြောင်များစွာနဲ့ နိုင်ငံရေးအင်အားစုတွေကြားထဲမှာဝေမျက်မှုတွေမြင့်တက်နေတဲ့အခြေအနေကိုတွေ့ရပါတယ်။ဝေမှုတွေဟာကဗျာဆရာတော်လိုင်းသမားတယောက်ဖြစ်ပြီး ILO ရဲ့ပုံမှန်33 Article 33နဲ့ပတ်သက်ပြီး ILO နီလာကန်ဆွတ်ဇာလန်မှာကျင်းပလာကိုတွားရောက်ပြီးအစည်းအဝေးတက်ခဲ့တယ်ပေါ့ဗျာ။အပြန်မှာဂျာမနီနိုင်ငံမြူးနစ်မှာသူတို့အတူတွားသူ၃ယောက်တည်းမှာ၂ယောက်ကတော့ ိမ်ပြန်ရောက်လာပြီးသူကတော့ဂျာမနီမှာနိုင်ငံကြီးရက်ွက်ရဲ့ပြောဆိုတမ်းများအရာတော့အခုံဆင်းခဲ့တယ်ပေါ့နော်ခုံဆင်းတယ်လို့ခေါ်တာပေါ့နေခဲ့တယ်ဂျာမနီပြင်သစ်ဆွစ်ဇာလန်ဒီနိုင်ငံတွေမှာနိုင်ငံကြီးခုလုံကြီးရောက်အောင်စူးစမ်းတယ်ဆိုတဲ့စွဆွဲချက်တွေရှိနေတယ်လို့ဒါပတ်မှလည်းသူဟာအကြောင်းတစ်ခုခုကြောင့်အဖမ်းခံရတယ်လို့လည်းဆိုပါတယ်အဖမ်းခံရပြီးတကလား refugee လက်မှတ်ထိုးပြီးနိုင်ငံရေးခလုံးဝေးရယူကဂျာမနီမှာနေထိုင်လိုက်ပြီလို့လည်းအကြမ်းမြင့်သိတာရပါတယ်။နောက်ဆုံးသတင်းများရတော့သူမိမရဲ့ပြောဆိုချက်ထဲမှာနိုင်ငံရေးအတိုင်းအဝန်မှာဝေဖန်သူတွေကိုမဟုတ်ကြောင်းမမှန်ကြောင်းအဲသူ့အောင်ကြားကဂျာမနီမှာခုံဆင်းခဲ့တာမဟုတ်ကြောင်းအဲသူရှင်းပြတာလားဒီလေသိရှိရပြီးနောက်ဆုံးတော့ debut ချက်ကိုတော့ကျွန်တော်ဆက်လက်စောင့်ကြည့်ရမယ် ဒီအပိုင်းမှာတော့မြို့သားညီညွတ်ရေးအစိုးရရဲ့ဝင်ကြီးဝင်ကလေးဝင်မင်းပတ်သက်ဆက်ဆက်အပေါင်းပါတွေပေါ့နော်လူတွေတော့နည်းနည်းတော့ဗျာများနေတာကိုတွေ့ရပါတယ်အဲ့တော့ ILO 33နဲ့ပတ်သက်ပြီးတွားရောက်ရေးဆိုခဲ့သူအလုံရှင်ကိုစားပြုကဗျာဆရာဝေမူးတွင်ဟာဒီကိစ္စဆိုရင်ဂျာမနီမှာဒုက္ခတွေအဖြစ်ခိုလုံပြီးနိုင်ငံရေးခိုလုံခွင့်ရရှိတာ နေထိုင်နေပါတယ်ပေါ့ဒီတည်ရှိနေပါတယ်ဒါတော့အပြည့်စုံပြောလိုက်တာဒါနဲ့ပတ်သက်ပြီးနိုင်ငံရေးတိုင်ဝမ်ကဝေဖန်မှုတွေမြင့်တက်နေတာတွေ့ရပြီးကျွန်တော်ဒီအဲအရင်ကာလတွေကသတင်းကြေညာတဲ့ CDM သတင်းကြေညာသူကျော်တက်လင်းကိုကျော်တက်လင်းဟာလေမလေးရှားကိုရုတ်တရက်ရောက်သွားပြီးအခုတော့ဘယ်ရောက်နေလဲမသိရတဲ့အခြေအနေပါအဆိုတော့လင်းလင်းဟာလေအမေရိကကိုထွက်သွားပါပြီအဆိုတော့တူတူကလည်းထွက်သွားပါပြီတိုင်းပြည်ကိုရမ်းချစ်ကြတဲ့ဒေါ်လာရေးသမားကြီးတွေ အနောက်နိုင်ငံကိုထွက်ခွာသွားတဲ့အခါကျကျွန်တော်တို့မှာအားငယ်မိပါရဲ့တိုင်းကျစ်ဖြည့်ကျစ်စိတ်ချတဲ့လူတွေအများအပြားလိုအပ်တယ်ဒီအမေရိကအော်စီနော်ဝေးဆွစ်ဇာလန်ဂျာမနီတွေကနေပြီးတော့ချစ်ုံပဲချစ်လို့ရတယ်တကယ်လုတ်ကင်ပါဝင် ဆောင်ရွက်ခွင့်ကြီးဆုံးရှုံးပြီးရေရှိမှာနမေကြီးတော်လိုင်းဥဆောင်သူလို့ပြည်သူလူထုက ယုံကြည်ထားတဲ့သူတွေဟာအခုဆိုရင်တပ်ပြရနိုင်ငံစီတို့ခြိတက်ရန်အသင့်နောက်တလောက်လောက်မှာနောက်တတုတ်ထွက်ဖို့ရှိအဲ့တော့ငါလူလူကြီးကိုကုန်ကိုကကိုဖုံးတကူကိုလည်းယုံနေတာငါတို့ရှင်းတန်ကြရလိမ့်မယ်ကျွန်တော် YouTube video ကျွန်တော် video ကိုဆိုရင်ပေါ့နော်တော်လန် video တွေတော်တော်များများကိုကျွန်တော် live စစ်ကြည့်တဲ့အခါပြည်တွင်းကတော်လန်သတင်းတွေကိုနားထောင်သူဟာ ရာဂိုင်လုံး89ရာဂိုင်လုံးတော့ရှိပါတယ်။ပြည်တွင်းဆိုတာကျွန်တော်တို့လွတ်မြောက်နေပြီးအညာကလူတွေပါမယ်။ဗမော်ကလူတွေလည်းပါမယ်။မြန်မာတနိုင်ငံလုံးနဲ့ကမ္ဘာတဝန်းကလူတွေကြည့်နေတဲ့အချိန်ဒီမှာထိုင်း USC ကတော့ဒုတိယလိုက်ပါတယ်။ဂျန်တဲ့နိုင်ငံတွေကတော့လောက်လောက်လာလာမရှိပါဘူး။ထိုင်းနိုင်ငံကိုကျွန်တော်ပို့ပြီးတော့ဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးတော်လန်သတင်းလေးနဲ့ပတ်သက်ပြီးပို့ပြီးကြည့်စီခြင်းပါ။ဘာကြောင့်လဲဆိုတော့ထိုင်းနိုင်ငံမှာညီမလုံသား၈တန်းနဲ့၁၀တန်းကြားလုံးမှာရှိတယ်ဗျ။ ပိုသိစေချင်ပါတယ်။တရင်လေးနားထောင်ပါ။ကိုတိုင်းမိအရေးအကြောင်းတွေကိုကိစ္စတွေကိုအာရုံစိုက်ပြီးပါကိုစာဝန်ကြီးတို့ရက်တည်ရှင်းတမ်းပါ။တရင်မသိရင်မျက်စိကန်းနေတဲ့သူတို့ဖြစ်ပြီးကျွမွားကတတ်မှာမဟုတ်ဘူးဆိုတဲ့အကြောင်းလေးပြောလို့ပြီး။ငါလူကြီးနမေကြီးဆယ်လီဆက်တလီခတ္တရနိုင်ငံကိုထွက်ခွာသွားပြီးတကလာဒီကနေ့ဘတ်စစ်စေုပ်စုကလည်း အဆိုတော်မင်းသားဒရိုက်တာ73ယောက်ကို နိုင်ငံသားအဖြစ်မှရယ်ဆဲလိုက်တယ်လို့ဆိုပါတယ်။အနုပညာရှင်73ဦးလို့ကျွန်တော်တို့အကြမ်းင်းသိထားရပြီ။ဖြူဖြူကျော်သိန်းဒရိုက်တာနာကြီးညာနာတင်ဦးပေါ့ဒရိုက်တာကိုပေါ့ဆိုတော့လင်းလင်းဆိုတော့ချမ်းချမ်းဆိုတော့ချမ်းမြငိမ့်ရုပ်ရှင်တရုပ်ဆောင်ကေဒမီဒရိုက်တာပြည်ဟိန်တီဟာတရုပ်ဆောင်အောင်မြင့်မြတ်တို့ပါဝင်ပြီးကျွန်တော်တို့ရဲ့ ကြော်ကြော်ထင်းလွင်ဆိုတဲ့မင်းမော်ကွန်းတော့မပါသေးတာကိုတွေ့ရပါတယ်။ဒါကတော့လက်ရှိနိုင်ငံရေးအရာနော်ဖြစ်ပေါ်နေတဲ့အခြေအနေတွေအပြင်ကိုမနေ့ကတော့ကိုစောပါဦးလေးဥပဒေပညာရှင်ချင်းချင်းပြောရရင်စစ်ဥပဒေ PhD ထဲမှာတော်လိုင်းရေးထဲမှာသူတယောက်ပဲရှိတယ်။စစ်ဥပဒေမဟာဘွဲ့လို့ကြည့်တော့ခဏလေးခဏနဲ့ပညာကတော့တော်တယ်ဗျာ။ အမှန်တရားနဲ့တရားမျှတမှုတွေရက်ခံတိုက်ပွဲဝင်တယ်။အရင်တုန်းက MOG ဆိုတဲ့တရားရေးဝန်ကြီးဌာနမှာ TJ Transitional Justice Transition နဲ့ Justice မင်းအင်္ဂလိပ်လိုပြောတာ။ TJ ဌာနတပါမမှာညွန်ကျုပ်ဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီး MOG ပြီးတော့ MOD မှာစစ်ဥပဒေတွဲဘက်တည်ပါတာဝန်ထမ်းဆောင်ခဲ့တယ်။အခုတော့သူမလုပ်တော့ပါဘူး။ လုပ်တဲ့အကြောင်းရင်းတွေမြောင်များစွာရှိတယ်။ဒါပေမဲ့မနက်ကကျွန်တော်တို့ဆွေးနွေးတဲ့အကြောင်းအရာတွေကဘူတံမီကိစ္စနဲ့ပတ်သက်ပြီးတော့ဒီဗီဒီယိုကိုခဏခဏသွားကြည့်ပါ။သူ့ရဲ့ပြောကြားချက်တွေဟာဘိုးစစ်ဘဆိုင်ရာစုံခိုင်းကော်မရှင်ဘူတံမီအမှုကိုစစ်ဆေးဆောင်ရွက်တဲ့ကာလကသူကိုယ်တိုင်ကော်မရှင်ထဲမှာပါဝင်ခဲ့ပြီး MOD MOG တရားရေးဝန်ကြီးဌာနနဲ့ကာဝေးဝန်ကြီးဌာနပူးတွဲဖွဲ့စည်းလိုက်တဲ့ကော်မရှင်ရဲ့စုံဖြတ်ချက်များကိုပြောပြခြင်းဖြစ်ပါတယ် ဒါတွေနဲ့ပတ်သက်ပြီးဆက်လက်တာဝန်ရှိရပြီတာဝန်ခံကြပေါ့ဗျာနော်ကျွန်တော်တို့ကတော့ပြည်သူကိုတည်င်းမှန်အဖြစ်ပြက်မှန်အချိန်မှန်ရိုးရိုးတတခန့်ခန့်မှမှတင်ပြလို့စိတ်တကူတယ်ပါချက်ချင်းမရှိဘူးမုန်းခြင်းမရှိဘူးစိတ်လည်းမဝင်စားဘူးယာလူအာနာခွာနာရှာနာတွေလည်းလူမျက်တော်တမိုင်းမှာစိတ်ဝင်စားခဲ့ရင်ထုံးစံမရှိကိုတမင်းကိုစားနိုင်တယ်ကိုချီတော့ကိုကိုရက်နိုင်တယ်ကိုယုံကြည်တဲ့တိုင်းရှောက်နေတယ် ဘသူဩဇာဘသူအကျိတ်အောက်မှာခိုးနေတာမဖြစ်မရှိဘူးတမိုင်းမှာလိပ်ပြတတ်တယ်အခုလည်းတတ်နေစေအဲ့တော့လိပ်ပြတတ်တတ်နေပဲဆက်ပြောရရင်ဒေါန်ဆန်းစုကြည်နောက်တစ်ခါထပ်ပြောချင်လို့ပါဒေါန်ဆန်းစုကြည်မွေးနေ့နဲ့မတိုင်ခင်မွေးနေ့မနေ့ဖန်ဆိုမွေးနေ့ပဲနော်ဒီနေ့မှာ၂၀၂၂ခုနှစ်က CCTV တွေကို ယုတ်တည်းရဲ့ထွက်ပေါ်လာတာတွေ့ရပါတယ်။အင်မတန်ထူးခြားတဲ့တိုက်ဆိုင်မှုတစ်ခုပါ။တိုက်ဆိုင်မှုလို့ဆိုလို့မရပါဘူး။နိုင်ငံကြီးမှာတိုက်ဆိုင်မှုဆိုတာမရှိပါဘူး။တမင်တက်တက်သိစီခြင်းလို့ထုတ်ပြလိုက်တာဖြစ်ပြီးဒီအချိန်ဒီမှာအတန်နေညံလာပြီးဒေါန်ဆန်စုကြည်မွေးနေ့ကိုဖုံးလွှမ်းသွားလိမ့်မယ်လို့ယူဆချက်နဲ့ CCTV ကိုထုတ်ပြန်လိုက်ပြီးမနက်၄နာရီခွဲကနေည၈နာရီခွဲထိ နေ့စဉ်ဘဝဖြတ်တမ်းမှုပုံစံလေးအချင်းလေးနဲ့ Garian Tracer ကရေးသားထားပါတယ်။အဲ့တော့မနက်ပိုင်းမှာတဏှာကြီးတရားထိုင်နေကိုလက်တီချင်ကန်လှုပ်တယ်အချင်းကန်တွေမှာလမ်းလျှောက်တယ်။နေ့စဉ်မှာဆိုရင်ဟောနေ့လယ်မှာပေါ့နော်။သမင်းနှစွန်းကြက်သားငါးအသားလုံးဟင်းကျူချောကလက်နှစ်ခုငကမောက်ပြီးနည်းနည်းစားတယ်။ပုံမှန်အဖြစ်သူစားနေတယ်လို့သိရပြီးမနက်စားတော့ကြက်ဥကျော် နေ့လယ်စားသမင်းနည်းနည်းအသား ငားစားပြီးတော့ညသားကိုတော့စွပြုံနဲ့ပေါမှုစားတယ်လို့ဂါဒီယန်ကရေးသားတယ်ဂါဒီယန်သတင်းစာကရရှိတဲ့အချက်တွေကိုကျွန်တော်ပြောပြတာဒါနဲ့ပတ်သက်ပြီးတုံးသက်ရင်တမင်တသက်ကိုသိစီခြင်းလို့စစ်တပ်ဟာခမရုပ်စီပို့လိုက်တာဖြစ်ပါတယ်စစ်တပ်ကိုရှော့မတော့ပါနဲ့စစ်တပ်ကိုလုံးဝရှော့မတော့ပါနဲ့စစ်တပ်ဟာဖြူဟာမြောက်တဆင်ချင်းတဆင်ချင်းကင်တွေဆောင်ရွက်နေတာဖြစ်ပါတယ်တပတ်မှလည်းစစ်ရှုံးနေတာမှန်တယ် စစ်ရှုံးတော့မှာကိုလည်းသူတို့သိတယ်။သိလို့လည်းသူတို့တရုတ်ကိုပြင်ကပ်ရုရှားကိုပြင်ကပ်ပြီးတိုင်းပြည်ကိုထိုးအပ်ခါသူတို့စစ်မရှုံးရေးစောင့်ရတာ။တပတ်မှရွေးကောက်ပွဲအခင်းချင်းနဲ့နိုင်ငံရေးတဲက88မျိုးဆက်အပါအဝင်အချို့မျိုးဆက်တွေကိုဆွဲထိန်လာပြီးပြစ်ဆုံးစွန့်နေဆိုတဲ့အတန်ထုတ်တာ။တဖက်မှာရွေးကောက်ပွဲအခင်းချင်းပြတာ။ငလင်ကာလာမှာတခိုးကလက်လွန်သွားလို့ အဲ့ဒီပတ်စံတွေကိုသာပြည်သူလူထုကိုတကယ်စေတနာရှိရှိကဲတင်ကူညီစောင့်ရှောက်မယ်ဆိုရင်ပြည်ရင်းကပြည်သူလူအချို့ဟာစစ်တပ်ပေါ်တိမ်ညွတ်မှုတွေဖြစ်သွားနိုင်တယ်။ဒါပေမဲ့တခိုးဆိုတော့မခိုးရမနေနိုင်။နိုင်ငံကကပေးရလာတဲ့အလူမွေတွေကိုစစ်နိုင်ရေးအတွက်ထဲသုံးတော့တပူပေါ်နပူစစ်ပြီးပြည်သူလူထုရဲ့အမုန်းတရားကိုရတယ်။ဘာဝတော်ဝင်ယူမှုတော်ဝင်ခံမှုမှမရှိတဲ့စစ်တပ်ရဲ့တယုတ်တကံကိုတွေ့ရတယ်လို့ တစ်ဖက်မှာဘလော့လက်နက်ခဲယမ်းတွေဝေယူတိုက်ခိုက်ဘလော့ပဲစူးစားစူးစားမင်းအောင်လိုက်လောက်ကတပ်ဖွဲ့ဝင်တွေဟာတိုက်ခိုက်လို့စိတ်လုံးဝမရှိတဲ့အချက်ကြီးဘီသူလူလူထောက်ခံမှုလုံးဝမရတော့ရတာကြောင့်ဆစ်ရှုံးနေပါတယ်မယုံမရှိနဲ့စစ်ကတော့တကယ်ရှုံးနေတယ်ဒါမဲ့သူ့နိုင်အောင်ပြန်စူးစားနေတယ်ဘာလို့သိရမလဲ အနည်းဆက်ဆုံးကျွန်တော်ပြောမယ်ဆိုရင်ပလဲကန်တော့တိုက်ပွဲအချင်းပြောကြရအောင်ပလဲကန်တော့မှာဖက်စစ်တပ်ဟာဆစ်ရှုံးသွားပါပြီဒါပေမဲ့သူဟာသူ့အနိုင်ရရှိရေးအတွက်တိုက်လေရင်နေနဲ့ဘုံကျဲတိုက်ခိုက်မှုလုပ်တယ်အဲ့မှာ PL နဲ့အပါဝင်ပူပေါင်းတပ်တွေဟာဒီတိုက်လေရင်ကိုပစ်ချလိုက်တော့သူတခါထတ်ရှုံးပါလေတပူပေါ်နှစ်ပူဆင့်တယ်အဲ့ဒီတပူပေါ်နှစ်ပူဆင့်တဲ့အချိန်မှာ စစ်တပ်တတိပါလာတဲ့တော်လန်ကြီးတဲကလူတချို့ဟာခလောက်ဝင်ဆံပါလေစစ်တပ်ဟာအဲ့ကွက်ကိုရသွားပြီးတော့သူအနိုင်ရရှိရတဲ့ပိုးစုပစက်ဖိပြီးပုံချဲပါလေဘုံချဲရင်ဘာဖြစ်မလဲသိလားတိုက်ပွဲဝင်တဲ့ PDF ပြင်ကြောင်းငါတို့ဘုံချဲခံရတယ်ဆိုပြီးပြည်သူလူထုကလုခုံးလေနားလည်မှုလွဲအောင်လောက်ကန်ဆောင်ရွက်တာဖြစ်တယ်အဲ့ဒီမှာနောက်တစ်ချက်က မနေ့ကကိုသိမ်းမြတ်နဲ့ဗိုလ်တမ်ရီအင်တာဗျူးအဲ့ဒီအရှိမှဆိုရင်ကိုသိမ်းမြတ်အင်တာဗျူးအရှိကဒီ PLA စစ်ကူပို့လို့မရအောင်မူရောတတားလာဗျာလားအဲ့နေရပေါ့ဗျာနော်အဲ့ဒီမြစ်စိတ်ကိုပိတ်ထားရဲဆိုတဲ့တဲ့ရင်ထွက်ပေါ်လာတယ်အဲ့ဒီတဲ့ရင်အခြေခံကဘာဖြစ်လဲဆိုတော့ကိုသိမ်းမြတ်ကိုမြေပြင်တက်တွေက complaint တက်တာတွေလည်းကျွန်တော်ကြားရတယ်သိရတယ်အဲ့တော့ဒီဒီဒီနေရာကိုမဖော်ပြအစီအချင်ပါဘူး တကယ်လို့မှနေရာကိုပေါ်ပြလိုက်ရင်စစ်တပ်ကတခုခုလုပ်ရင်ပြည်သူတွေနားလည်မှုလွဲမယ်ဆိုတဲ့အချက်ကိုတော်လိုင်းတက်တရားနားလည်နားလည်မှုရှိစွာနဲ့ကိုသိမ်းမြတ်စီကိုပြောတယ်လို့ကျွန်တော်တို့အချမ်းမြင်သိထားရတယ်။ဆိုတော့ကိုသိမ်းမြတ်ကတော့ PLA ရဲဘော်ကိုအင်တာဗျူးပြီးရရှိရတဲ့အချက်လက်ကိုပြောတယ်လို့ပြန်ပြောတယ်။ဒီနေရာမှာ PLA ရဲ့ဒီဆော့ပုံနဲ့ဖွဲ့စည်းမှုကိုကျွန်တော်နည်းနည်းပြောပြချင်တယ်။ PLA ဆိုတော့ဗမာပြည်ကွန်ပါတီရဲ့တက်တရဖြစ်တယ်လို့တော်လိုင်းတက်ကြီးလည်းဖြစ်ပါ ပီအလီယာတမိုင်းစင်လာကြီးလို့အင်မတန်စိတ်ကန်းကြီးပြီးစစ်ပုံကြာအရေးချင်းပြည့်တယ်တတ်တော်အခုဖြစ်ပါတယ်ပီအလီမှာတွေ့တဲ့လူကိုဖုံးဆက်တည်မေးပြီးဖြေချားပိုင်ကိုမရှိပါပီအလီမှာပြောရေးဆိုခွင့်ရှိသူတွေတရားဝင်ကတ်သားသူကလွင်ဂျန်နဲ့ဘာတရေမှာထုတ်ပြန်ပိုင်ခွင့်မရှိပါဒါပေမဲ့ကျွန်တော်ထင်တာကတော့ ိုသိမ်းမြတ်ကငကူခင်မင်းရင်းသွေးရှိတဲ့ပြည်တွေကရဲဘော်တယောက်ကိုအချာအလာပါတလာပါပြောရင်းနဲ့ဒီအခြေအနေတွေကိုကြားသိပြီးတော့တရင်ထုတ်ပြန်လိုက်တယ်ဆိုတဲ့အခြေအနေမျိုးကိုလည်းမှတ်ယူလို့ရတယ်လို့တပတ်ကလူငယ်ရဲဘော်ဟာသူ့ရဲ့စစ်ကူမဝင်ရတဲ့အခါသူ့ရဲဘော်တွေတိုက်ပွဲမှာထိခိုက်ဒဏ်ရာရမှာကိုစိုးရိမ်နဲ့စိတ်နဲ့ထုတ်ပြောလိုက်တာမျိုးလည်းဖြစ်နိုင်ပါတယ်နော်ဒါပေမဲ့ PLA ဟာ တိုက်ပွဲသတင်းကိုလုံးဝပြောကြားပိုင်မှာမရှိပါဘူးပြောရေးဆိုရင်ရှိသူရဲ့သတင်းထုတ်ပြန်မှုကလွဲလို့ဘယ်တက်သားမှအဲ့လိုစစ်သတင်းကိုထုတ်ပြောခွင့်လုံးဝမရှိပါဘူး PLA မှာဒါကြောင့်မို့ကိုသိမ်းမြတ်နဲ့တကွာပေါ့နော်ဒီသတင်းမီဒီယာအားလုံးကိုမြစ်တာရက်ခံလိုတာကတချို့ကိစ္စတွေဟာကျွန်တော်တို့စာတကြောင်ကြောင်ခင်ဗျားတို့စာတကြောင်ကြောင်ရွာပေါင်းမြောက်များစွာဘုံကျဲခံရနိုင်ပါ ကျွန်တော်တို့ရဲ့သတင်းဦးသတင်းဒူရယူလို့စိတ်ကြောက်ပြည်သူရဲ့အသက်အိုးကြီးစီးစိမ်နဲ့တော်လိုင်းရဲ့ထိုးစစ်လမ်းကြောင်းပြောင်းအရှိန်တက်အပြူဟာပြောင်းရမှုတွေဖြစ်တော့တယ်ဒီနေ့ဆိုရင်မနက်7:00နာရီခွဲလောက်ကနေစပြီးပြင်းပြင်းထန်ထန်လေကြောင်းတိုက်ခိုက်နေပါတယ်လေရင်ပြက်ကြတဲ့လေရင်ပြက်ချခံရတဲ့စပါးစိတ်ရွာကိုကျဲတယ်မင်းတိုင်ပင်ကိုကျဲပါတယ်ဒီနေ့ဆိုရင်ဇီးမြူကုန်းနဲ့ဇီးမြူ ဂုံးနဲ့ဒီဘုံပြူရွာနဲ့ပေါ့ကန်တော့မှာပြင်းထန်တဲ့တိုက်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ်နေပါတယ်အဲ့တော့ကန်တော့ရဲစခန်းနဲ့ကန်တော့ဒေသတဝိုက်ကိုပြရလေဟာပြင်းပြင်းထန်ထန်တိုက်ပွဲဝင်ဒီနေ့အချိန်ထိထိုးစစ်ဆင်နေပါတယ်ပလဲမျိုးနဲ့အခြေဆိုင်အမိုဒီတက်ရင်တွေတချို့တက်ရင်တွေကတော့အကုန်လုံးတော့မပေါဘူးတချို့တက်ရင်တွေကတော့ဈေးပြုံးနဲ့အင်မတီးပြူရွာတွေကိုစစ်ကူ မပေးနိုင်အောင်ဖျက်တောက်ထားတယ်ကျွန်တော်တို့ဇံမင်းတည်တာရသလို PLA နဲ့ပူအောင်တက်တယ်ပြတော့ကန်တော့ရရှိရပြင်းပြင်းထန်ထန်တိုက်ပွဲဝင်နေပါတယ်။ရဖို့ရဖို့လိုပါတယ်။ကန်တော့တိုက်ပွဲဟာတာမန်တိုက်ပွဲတစ်ခုလိုမယူလို့မရပါဘူး။လေရင်တိုက်လေရင်ပြစ်ချနိုင်တဲ့အထိအောင်ပွဲကိုရယူနိုင်တဲ့တိုက်ပွဲဗမာတပ်တွေထဲမှာပထမဦးဆုံးတိုက်လေရင်ပြစ်ချနိုင်တဲ့တိုက်ပွဲနောက်တစ်ခုကစိတ်သက်စစ်စင်ရစစ်တပ်ကိုရိုက်ချိုးနိုင်တဲ့တိုက်ပွဲဖြစ်တဲ့အတွက် အင်းတိုင်းအားလိုက်ပါဝင်ဝိုင်းရင်အားဖြစ်ဖို့လို့တယ်စစ်တပ်အထိနာနေတယ်သို့တော်သတင်းမထုတ်ပြန်ဘူးစစ်တပ်မြေပြင်မှာလုံးဝလုံးမရဘူးဒါမှမဟုတ်သတင်းမထုတ်ပြန်ဘူးချိန်တိုက်နေတယ်သူရှုံးနေတယ်သိတယ်သို့တော်နိုင်အောင်ပြန်လုပ်နေတယ်ဒါကြောင့်ခုနတော်ပေါင်းဆန်းစုကြည်ဗီဒီယိုကလည်းအချိန်ကိုက်ထုတ်ပြန်လိုက်ပြီးသူတို့သိစီခြင်းလို့တောက်လိုက်တာဖြစ်ပြီးအကမ်းမသိခြင်းတော်ဆန်းစုကြည်မွေးနေ့တကဘာလုံးစူတောင်းတဲ့နေဟာသူတို့နားထဲမှာ ကမ္ဘာဖတ်တန်နေလို့ပဲမကောင်းဆိုးဝါးတွေကြောက်ရွံ့တာတချမ်းတချမ်းမှာစိတ်သက်ဆွေနွေးညီနာရေးဆိုရဲသူတွေစစ်ရှုံးနေတာကိုဖာသေးဖို့လုံယုံလုံထုံးလုံနီးလုံနီးလုံဟန်ဒီအချက်ကိုဒေါ်အောင်ဆန်းစုကြည်ကိုဆွတ်ထုတ်ပြီးဒီလိုင်းကိုတင်လာမလားလို့တွေးစရာရှိတယ်စဉ်းစားရကြစစ်တပ်ဟာ အစီအစဉ်တကျလုံးလေးလုပ်တာရှိပါတယ်။စောက်သုံးမကျလို့ဒါရှုံးနေတာတချို့နေရာဒီမှာစစ်တပ်ရဲ့ဗျူဟာမြောက်တဆင်ချင်းသွားမှုကိုအတူယူပြီးအစဉ်စဉ်ပိတ်ဆို့ချပြတ်နိုင်ဖို့လိုတယ်ဗျ။နော်။ကဲအဲ့တော့ဒီနေ့နေ့လေ7နာရီ58မိနစ်မှာ အမိုင်စံပြီးရဟီနေတဲ့အင်မတီဘက်ကိုစစ်ကူတောက်ရှောက်ပို့နေတယ်လို့ကျွန်တော်သိရတယ်လို့တိုက်ခိုက်ရဟီနေအမိုင် ် MI 55လား MI 50ဖြစ်ပါလေ။ဒီကြောင့်ပစ်ကူတွေလည်းပေးတယ်။ Y8 တွေနဲ့ဒရက်ဆက်ဘုံချဲတယ်။အဲ့တော့ဇီးပြုံနဲ့အင်မတီကိုပလဲတနေလုံးဝိုင်းတိုင်မာရမယ်။ဇီးပြုံကုန်းနဲ့အင်မတီကိုရင်းမာမင်းခရိုင်တစ်ခုလုံးကတက်တွေကဝိုင်းတိုင်မာဒီတကအမြင့်မဖြတ်ရင်ခင်ဗျားတို့ရင်းမာပင်တနေလုံးအဓိကပလဲကန်တော့စာလင်းကြီးအဲကျွန်တော်ရှင်းပါမယ်ဒီတကြောလုံးပေါ့နော် ချိန်မခံရလေအပြတ်တိုက်ပါဆရာလုံးနေတာမဟုတ်လူတက်ကြီးလုံးနေတာမဟုတ်စစ်တပ်ခွင်းနာခဲခဲလိမ့်မယ်ဇာလင်ကြီးရင်းမှာပင်ပလဲကတက်တွေဂဏီကတော့နည်းနည်းဝေးတယ်ထင်တယ်ဒါဂဏီကတက်နေတယ်လာပေါင်းတိုက်မှလေးတည်းရှိပါတယ်ရင်းမှာပင်တခဲလုံးကတက်ပြီးစုပြီးအင်မတီနဲ့ဇီမှုကုန်းကန်တော့ပလဲကိုအပိသိမ့်တာပါမသိရင်ကြားနာခဲခဲပြီးဖတ်စစ်တပ်ဟာရင်းမှာပင်ခရင်က လူနေကျင်းရွာတွေပေါ်ဘုံချဲချပါလိမ့်မယ်နောက်တစ်ချက်စစ်တပ်ရဲ့အရှိုက်ကိုထောက်ထားနိုင်မှုတကွကျွန်တော်တင်ပြချင်ပါသေးတယ်လက်ပါတော့တောင်းကျင်းဤစီမံကိန်းရင်းမှမခံရခဲ့ပါရှိတယ်လက်လက်ကြီးရဲ့အစင်နဲ့ပြင်ပြီးရှိသမျှပြောင်းနေတဲ့ကြီးသမျှလက်လက်ကြီးတွေစုစည်းပြီးတော့လက်ပါတော့ကျင်းဤစီမံကိန်းကိုချိန်ထားပါစစ်တပ်ကိုယာစနံပေးပါတခိုင်လုံးက တက်တွေကစူပုံးကြင်ညာချက်ထုတ်ပြီးငါတို့ရေးမပင်ခရိုင်တွေကကြေးရွာတရွာကိုဘုံကျဲတာနဲ့ငါတို့ရွာသားတယောက်ပေးတာနဲ့လက်ပေါင်းတော့ကျင်းပြီးစီမကိမှုံမှုံညံ့ညံ့ကြည်စီရမယ်ဆိုပြီးတော်လန်စိတ်အပြည့်နဲ့ဖတ်စစ်တတ်တော့ရေးဆိုင်ကြပါသူတိုက်လို့ငါမတိုက်ဘူးသူလှုပ်လို့ငါမလှုပ်ဘူးသူတက်ကငါတက်မဟုတ်ဘူးကလေးကလားတွေနဲ့ဘေးစကားတွေမယုံကြပါနဲ့ ရင်းမပင်နေသားတို့စကိုင်းသားတို့ဤအကွက်တွေတော့ပြောပြလိုက်ပြီကျန်တာတွေကတော့ကိုဂျီမင်းတို့အလုတ်လောက်ရမှာဖြစ်ပါတယ်အဲ့တော့ကနောက်တိုက်ပွဲဟာအလောက်ကြီးအရေးပါတယ်ဆိုတော့ကျွန်တော်ပြောပြတာပါအဲ့တော့ဒီကနေ့နောက်ထပ်ဝလာဘကဖာကိစ္စလေးပါဖာကိစ္စလေးကျွန်တော်ပြောပြကြမှာသေးတယ်ညီကုံးညီနေဝလာမှာတောင်ငယ်တော်ရက်တွေကဆန္ဒပြလာတဲ့ဝလာပါဖာကိစ္စ အခွန်ကောက်ခံမှုရပ်ဆိုင်းလိုက်ပြီးညှိနှိုင်းနှုံးထားတဲ့ဆက်လက်ကောက်ခံမှုကိုသိရပါတယ်။အဲ့တော့အခွန်ကောက်ခံမှုကိုဒေသခံပြည်သူတွေကဆန္ဒပြတယ်။ဇွန်လ23ရက်နေ့မှာတော့ရန်နာလိုက်ပြီးအခွန်ကင်းလို့ခွင့်နဲ့သွားလို့ရတယ်။အခွန်ကိစ္စကိုဝန်ကြီးဌာနကရှင်းရမှာမရှင်းလို့မရပါဘူး။အဲ့တော့ရခင်တတ်မှတ်ထားတဲ့တပိပါတပေါင်းခွဲနှုံးကနေရှော့ချကောက်ခံရမယ်လို့ဆိုပါတယ်။ ဝက်လက်အတွင်းမှာခံကြီးဆက်လက်နေမှာဖွင့်လှစ်ထားတဲ့ရှင်းမကတိုက်နေပါကာဖာအဖွဲ့ကြီးဇက်သုံးစီတဲတဲ့ကားတွေကိုအခွန်အနေနဲ့တပေးပါဦးတပေါင်းခွဲနှုံကောက်ခံတာကြောင့်မင်းမုံလေးရွာဇက်သုံးစီတဲယူရောင်းချနေတဲ့ဝက်လက်ဒေတာက300ကစုပေါင်းပြီးယာနဲ့ချီတဲ့ကားတွေရက်ထားပြီးဆန္ဒပြခဲ့ကြပါတယ်အဲ့တော့အဲ့တော့ဒီဒီနေရာမှာ ီစင်မာစစ်ကောင်စီကကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့စကိုင်းမန္တလေး73စီတဲကိုရောင်းချမှုကန့်တက်လာတဲ့အကြောင်းပြည်သူတွေကဒေသခံတွေက73စီတွေကိုအဆင်ပြေလို့လမ်းကြောင်းကတည်ယူပြီးတော့ကန့်တက်ခံရတဲ့ဒေသတွေရှိရောင်းချနေတယ်လို့အကြံဉာဏ်သိရပါတယ်ဆိုတော့ဝလမပါပါကိုအခွန်ကောက်တာများလို့ဆန္ဒပြတယ်လို့ပဲဒီမိုကရေစီဘတ်တော်သားတွေလေဗျာတော်လှန်ရေးသမားတွေဆိုတော့ပြဿနာတော့တက်မယ်ညှိနှိုင်းကြမယ် စစ်တပ်ကသာစီစည်းတက်လို့စံစည်းတက်လို့မျိုးပြတွေကအဲ့လိုများဆန္ဒပြနိုင်ပြီးကားတွေအကုန်ရက်ချတာလိုက်နိုင်တယ်။ပြင်မိတာလေးပြောပြ။တခါတလေကြားလို့ရှိရင်ကျွန်တော်တို့ကိုယ်တိုင်ယုံမှရလိမ့်မယ်။ဒေါ်လိုင်းတက်တူကိုမျောတာတိုက်ပွဲဝင်ဖို့ထိုးစစ်ဆင်ဖို့တောင်းဆိုတာကလည်းတပိုင်းပေါ့။တစ်ဖက်ကလည်းတချို့တလန်တွေကိုရှင်းညီညီညွတ်ညွတ်နဲ့တပြိုင်နဲ့မျိုးပြ ဆန္ဒပြမှုတွေမိသားကနေတက်တယ်မိကမလာဘူးမိသားစေကစေတက်တယ်မိကမလာဘူးအကုန်လုံးဘလို့ဆန္ဒပြကြမယ်ဘလို့ဆန္ဒထုတ်ပေါ်ကြကိုယ့်အခွင့်အရေးကိုတခါတလေကြရင်ကိုတိုက်ယူမှရတာမျိုးခင်ဗျားတကယ်လုံးကြည့်ပါစစ်တပ်ဒီအချိန်မှာဗတ်ပေါင်းစုံကကြားညက်ပြီးမဖရာမြေလူအယူမေးဝိုင်းနေစစ်ရှုံးတဲ့အချိန်ကိုရင်ဆိုင်ရပါတယ်လူမှုဆန္ဒပြဝေးတာပေါ်ပေါက်လာရင် ူလှုပ်ခြင်းရဲ့ရွေးကောက်ပွဲဟာပြက်စီးသွားမှာဖြစ်ပါတယ်။ဒါပေမဲ့လည်းတော်လိုင်းတက်တွေဟာရွေးကောက်ပွဲမဖြစ်စေရင်နဲ့ဖက်စစ်တပ်ကိုအတိမတ်ပြုတရားဝင်မှုမရှိစေရင်နီလန်ပေါင်းစုံအသက်ဆုံးကျိုးပန်းနေတယ်လို့စီရီယန်နန်စီရီယန်ဥပဒေကြောင့်ကြိုက်ဒီမကြိုက်ဒီအပါထားစစ်တပ်ရဲ့နန်စီရီယန်တွေတဲမှာတော့အတော်တုံလောက်ချောက်ချပြီးစစ်တပ်ထောက်ခံသူပုဒုမတယောက်တောင် အန်ယူဂျီကထုတ်ပြန်လိုက်တဲ့နန်စီရဲ့နေဥပဒေနဲ့ပတ်သက်ပြီးအတိမတ်ပြုခိတ္တဆိုင်ငံ့ပေးပါလို့ကြောက်ပြုတုံ့လုံးစွာပြောနေရပါတယ်ဆိုတဲ့အကြောင်းပြောရင်ရဲမလို့တခါတလေကြာရင်တိုက်ပွဲရှိမှအောင်ဝဲရှိလာပြန်ဒီနေ့တို့တက်ပါပဲအားလုံးကျေးဇူးတင်ပါ